စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပေါ်မှုမရှိပေမဲ့ကမ္ဘာနီပြည်နယ်တွေကနေရာဒေသတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတာကြောင့်ဒေသခဲတွေနဲ့စစ်ဘေးလျှောက်ပြည်သူတွေစိုးရိမ်ကြောင်လဲနေရပါတယ်။နင်းနေတဲ့တင်ပြပို့ထားပါရရှင်။ကရင်ပြည်နယ်ထဲကမြို့နယ်တွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတဲ့အတွက်စိုးရိမ်ထိတ်လန့်နေရတယ်လို့ဒေသခံနဲ့စစ်ဘေးလျှောက်ပြည်သူတွေကပြောပါတယ်။ စစ်ကောင်စီတပ်ကကရင်ပြည်နယ်ထက်ကဘောလက်ခဲမော်ချီဒီမော့ဆိုနဲ့ရှမ်းပြည်နယ်အဆက်ကမိုးပြဲဖက်ကုံဘက်မှာလေကြောင်းတိုက်ခိုက်မှုတွေကိုစတိုက်ပြုလုပ်နေတာပဲဖြစ်ပါတယ်ဒီလူသားမျိုးနဲ့အစုအပေါ်မှာချူပေါင်းတော်လူခွေးကိုသူတို့စတင်ပြီးတော့မှအခုနောက်ထပ်ပုံစံတစ်ခုကိုထပ်တွေ့ရလို့ပေါ့နော်အရင်တော့ကရွာတွေထဲဝင်နေမိရှို့တယ်ပြည်စည်တပ်ဖြတ်တာအာဒီစင်တကြဝင်ရောက်ဖြစ်စစ်တက်ဖြတ်လာလောက်တယ်အခုလဲစင်တကြဟိုပလန်ချပြီးတော့မှ လူကြောင်းနဲ့တိုက်ခိုက်တာလူထုတွေကကိုယ့်ရဲ့နေရကိုယ့်ရဲ့ဒီတမန်မနေနိုင်အောင်ပေါ့နော်ဒီဒီပြစ်စုမှုဖြစ်အောင်မနေနိုင်အောင်အခြားရက်ကိုထွက်ပြေးတိတ်ဆောင်အောင်လုပ်တော့ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လူထုတွေရဲ့လူမှုစုပေါင်းတွေပြည့်စည်တယ်အာပညာရေးကျမ်းမကြီးကိုထိခက်ပြည့်စည်စေတယ်နောက်သူရဲ့ရင်ချင်းမှုရဲ့ဒလေးကိုလည်းကျွန်တော်ဆက်လက်ထိတင်ဖို့အတွက်အနေဝါတော့ခက်ခဲသွားတော့ပေါ့နော်ဒီဟာကဒီလူသားမျိုးနွယ်စုပေါင်းကျူးလွန်တော့ရည်ရွယ်မှုတစ်ခုလို့ကျွန်တော်ထားပြီးတော့တတ်မှတ်လို့ရပါပြီဟုတ် စကောင်စီတက်ကတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေရှိတယ်လို့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဒေသခံတဲ့စစ်ပေးဆောင်ပြည်သူတွေရှိရာနေရာတွေကိုလည်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတဲ့အတွက်ပြည်သူတွေလေရင်တန်ကြားတာနဲ့ကြောက်ရွံ့နေကြရပါတယ်။လေရင်ဆိုတဲ့အတန်ကြားပြီဆိုတာနဲ့ချက်ချင်းကတော့ကျင်းတဲ့ခုံစင်းလေးပဲ။လူကတော်မိခါကြောင်ရင်လေးဟိုတကူတော့ကပြားပြီးခါကြောင်ဘာလို့လို့လို့ရမယ်မသိဘူးအဲ့လိုမျိုးတွေ ဖြစ်တယ်ပေါ့။တော့ပြီးခါကြောင်ညီမတို့ခုနေနေတာတော့ခုံစင်းလမ်းပြီးမှပေါ့။ အခါတော့ဒီညာဘက်နေဘက်တွေ့ရောပါပဲဟိုကားတွေအားလေးအရှိုင်းမလျှော်ဘဲနဲ့အမြန်မောင်းရင်တချို့အတန်းတွေခါတော့အဲ့လိုလင်းရင်တန်းလိုကားတန်းလိုတို့အဲ့လိုမကွဲတာတဲ့အချိန်ရောရှိရင်အခါတိုင်းဒီမှာလင်းရင်လာရင်လူချင်းပြီးခါတိုင်းပုံကိုကျင်းနေပြင်ဝင်တဲ့အခေါက်တွေပြီးခါတိုင်းဒီမှာမုတ်ချင်းနဲ့ကြားကြီးဆိုတာလေအခုကမုတ်တွင်းဆိုတော့ပူစုပေါ်မုတ်ချင်းနဲ့ကြားပြီးဆိုတာနဲ့လင်းကျဲတော့လာပါလားဆိုပြီးခါတိုင်း ထရာမာတော့အများကြီးဝင်ပါတယ်စစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တဲ့အပြင်ပြည်သူတွေရှိရာနေရာကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေကိုလည်းပြုတ်လုံနေပြီး2025ခုနှစ်နှစ်ဆကနေစလို့အခုလက်ရှိအချိန်ထိလေကြောင်းကနေဘုံကျဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုဇက်တိုက်ပြုတ်လုံနေတာပါဒီကဲမေလ73ရက်နေ့ကလည်းမော်ချီဒေတာထဲကိုလေကြောင်းကနေဘုံလေးလုံးထပ်မနဲ့ကျဲချတိုက်ခိုက်ခဲ့လို့ဒေတာခံပြည်သူ၂ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးတဲ့၄နှစ်ကျော်ကာလအတွင်းကရင်နီပြည်နယ်ကဒေသခံနဲ့စစ်ပေးဆောင်ပြည်သူ942ယောက်အထိအသက်ဆုံးရှုံးခဲ့ရပြီးလေကြောင်းတိုက်ခိုက်မှုပေါင်း1884ကြိမ်အထိပြုလုပ်ခဲ့တယ်လို့တိုးတက်သောကရင်နီပြည်အင်အားစု PKPF ကမေလ၁ရက်နေ့ကထုတ်ပြန်ထားပါတယ်။ဒီမှာနင်းနေမှာ